မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုဤလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်လိုအပ်မယ်ဆိုရင်သင်ယူလေ့လာနိုင်ပါတယ်ရှင်ဒီနေ့တော့စက်ထမာတန်းမြန်မာသားဖတ်စာမှာပါဝင်တဲ့ကဗျာလေးတစ်ပုဒ်ကိုကျုပ်ဆိုဖတ်ပြသင်ပြပေးသွားမှာဖြစ်ပါတယ်ကဗျာလေးကတော့၄စစ်ကဗျာမျိုးအစားဖြစ်ပြီးတော့ကဗျာလေးရဲ့နာမည်ကလှဲရင်တဲ့ ကြပြလေးကိုရေးသားခဲ့တာကတော့19ရာစုမှာအမီမတိရှေးစာစုကနေရေးသားခဲ့တာဖြစ်ပါလိမ့်ရှင်။ကြပြလေးရဲ့အတိတ်ပဲလေးကိုကြည့်မယ်ဆိုလို့ရှိရင်ပြိုတော့လူဟာရာမလုပ်ပဲဝါခုတ်ကအသက်မွေးတယ်။နှွားတွေကိုသာသမီပမာချစ်ခင်မျက်နိုးတယ်။မင်းနဲ့အတူနေရခြင်းရောက်လို့ရှိရင်လဲရင်ကြော့ကြော့မှာနှွားတွေကို အလှဆင်ပြီးအလှဆင်ပြီးစီးကကြွားပြလိုက်မယ်လို့ သူကစိတ်ကူးရင်နေတာတွေ့ရပါတယ်မြမကျဲလက် တောရွာနေလူတွေဟာအေးချမ်းပျော်ရွှင်စွာလုတ်ကင်စားတော့နေထိုင်ကြတဲ့ပုံကိုကြည်နုချမ်းမြေ့ပွဲဖွဲ့ဆိုထားတာကို တွေ့ရမှာ ဖြစ်ပါတယ်ကဲဒါဆိုရင်လှဲရင်ကြပြလေးကိုဖတ်ကြည့်လိုက်ရအောင် คลอคลีเยเรดูรูตองปิโรหลูยามะลุเตวาคุเตตองนวญีนองซีอองปะเผจองเมเนมองอดูเนยาหมาสุเวอองชูเรซ้วลุเยแล้เย็นเนมองเนตาลีก็รอแล้เย็นกะปยาลีโกผัดปะเปตวาราผิดบาเรဒီဒီကြပြားလေးထဲမှာကြည့်မယ်ဆိုရင်တော့ခက်စစ်အဖွင့်ခုနှလုံး ပေးထားတာတွေ့ရမှာဖြစ်ပါတယ်ခက်စစ်အဖွင့်ခုနှလုံးပါတာတွေ့ရမှာဖြစ်ပါတယ်ပထမတစ်လုံးကတော့ခလောက်တဲ့ခလောက်ဆိုတာကတော့အတန်မြည်စေဖို့အကောင်းမှာအစံတက်ထားတဲ့ပစ္စည်းတဲ့နော်သူ့ကိုများသောအဖြစ်သစ်သားဝါးတွေနဲ့ပြုတ်လုတဲ့တံများခြေပြားတွေနဲ့ပုံသွင်းပြီးတော့လေပြုတ်လုတဲ့တဲ့နောက်တစ်ခုကချူချူဆိုတာကတော့အတွင်းတွင်အစံလွတ်ထည့်ထားတဲ့တတူခလောက် တလုံးနဲ့နောက်တစ်ခုကစီအောင်စီအောင်ဆိုတာဝါဖြိုးစီရင်နောက်တစ်ခုကစူဝေစူဝေဆိုတာခလောက်တန်စူညံသည်နောက်တစ်ခုကနွားညီနောင်နွားညီနောင်ဆိုတာအသွေးတူအမွေးတူအရွယ်တူနွားနှစ်ကောင်ကိုနွားညီနောင်လို့ခေါ်တယ်နောက်တစ်ခုကတော့ရာ ဂျာဆိုတာကတော့ပဲပြောင်းနှမ်းဝါစတဲ့တင်းနံစိုက်ပြိုးတဲ့မြေခွက်ကိုယာလို့ခေါ်ပြီးတော့လှဲရင်ဆိုတာကတော့အမြန်အလှမောင်းနေနိုင်ရန်ပြုတ်လုထားတဲ့ကြော့မော့ပေါ်ပါတဲ့လဲဆိုပြီးတော့ရင်သူကခက်စစ်အဖွင့်ခုနှလုံးကိုတွေ့ရမှာဖြစ်ပါတယ်။အဲဒီနေ့ဖတ်ပြပြီးသင်ပြ ပြောဆိုပြတ်တပေးသွားတာကတော့စက်ထမာတန်းမြန်မာသာဖတ်စာမှာပါဝင်တဲ့၄စစ်ကဗျာအမျိုးအစားဖြစ်တဲ့လှဲရင်ဆိုတဲ့ကဗျာလေးကိုရုပ်ဆိုဖတ်ပြပြီးတော့အတိတ်ပဲကို ပြောပြပေးသွားတာဖြစ်ပါလိမ့်ရှင်လိုအပ်မယ်ဆိုရင် သင်ယူလေ့လာနိုင်ပါလိမ့်ရှင်ကျေးဇူးတင်ပါတယ်